ဒီ messenger note တွေမှာအလုပ်လုပ်တာအဆင်မရှိလိုက်တာဆိုပြီးတော့ရေးတင်ထားတာတွေ့ရယ်အဲ့တော့ကျွန်တော်ဘက်နေတခြားထွေထွေထူတော့အများကြီးမတုံ့ပြန်ချင်ပါဘူးဒါပေမဲ့ကျွန်တော်ရှေ့မှာလုတ်ပေးခဲ့တဲ့ကျွန်တော်ရဲ့ client တွေကကျွန်တော်ထက်အဆင်ရှိရဲ့သူတွေကြီးပါပဲ ကျွန်တော်တက်ပို့ပြီးတော့အရှင်ရှိရတူတွေနဲ့ကျွန်တော်အလုပ်သွေးလုပ်ခဲ့တဲ့သူဖြစ်ပါတယ်ကျွန်တော်ရဲ့ portfolio ဖြစ်ဖြစ်ကိုယ့်ရဲ့ကျွန်တော်ရဲ့ account မှာဖြစ်ဖြစ်ကျွန်တော်ဘလို့အလုပ်လုပ်ခဲ့တယ်ဘယ်သူတွေနဲ့အလုပ်လုပ်ပေးဖြစ်ခဲ့တယ်ဆိုတာယုံကြည်မှုတိစောက်ခဲ့တယ်ဆိုတာဝင်ကြည့်ပေးပါပြီးမှပဲအဲ့ဒီမင်းညကကျွန်တော်စီကို client တယောက်ဆက်သွယ်လာတယ်အဲဘာအကြောင်းဆွေးနွေးဖြစ်လဲဆိုတော့သူ့ရဲ့ TikTok အကြောင်းပေါ့နော် TikTok ကတော့ Japan region account ပါပဲဒါပေမဲ့သူကကျတော့ artist account လုပ်ထားပါပေါ့နော်ချိန်ထားအဲ့ထဲမှာ artist account ဆိုရင်ကိုတင်ထားတဲ့တခြင်းတွေ music distributor ကအဲ distrokid ကနေပဲဖြစ်တယ် င်ထားရဆိုရင်အဲအဲ့ဒီ link နဲ့အဲအဲ့ဒီ discount မှာထည့်ထားတဲ့ကိုယ့်ရဲ့ gmail link နဲ့ဒီ TikTok မှာတင်ထားတဲ့ gmail link ကတူရဆိုရင်အဲ link join လိုက်လို့ရပါတယ်အဲ့ဆိုရင်ကိုဒီ discount မှာတင်ထားတဲ့ချင်းတွေကကျတော့ဒီ TikTok ပေါ်မှာအဲပေါ်နေမှာပေါ့နော်10မိနစ်စာ10မိနစ်စာအပုတ်တိုင်းပေါ့အဲ့လိုမျိုးပေါ်နေမှာဟုတ်ပါတယ်ဒါပေမဲ့သူ့စီမှာဒီတချင်ကိုယ့်ရဲ့တချင်တွေတော့မရောက်နေဒါပေမဲ့တခြားထိုင်းတချင်တွေပါရောက်နေတာပေါ့နော်အဲ့တော့ဘယ်လိုမျိုးလုပ်ရင်ကောင်းမလဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လည်းအသက်နိုင်ဆုံးတော့ ဒီ Sunday မှာကျွန်တော်အကြံပေးရဲအပြောပြရဲအဲ့လိုတော့ကျွန်တော်လုပ်ပါရဲဒါပေမဲ့ service အစ်တကြီးကိုအာငွေကြီးလက်ခံပြီးတော့ Sunday မှာကျွန်တော်မလုပ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ဒါလည်းကျွန်တော်ရဲ့စီကန်းချက်တစ်ခုပါပဲကိုကိုကိုတတ်မှတ်ထားတဲ့စီကန်းချက်ပေါ့နော်ကိုရဲ့အလာရဲ့နားရဲ့လည်းဖြစ်တယ်လို့ Sunday လည်းဖြစ်တော့အဲ့ရမှာအလုပ်ကိစ္စတွေအတီးပြုတ်ခြင်းတွေ confirm လုပ်တာတွေကျွန်တော်ရှောင်ပါရဲအဲ့တော့သူမေးတဲ့လောက်လည်းကျွန်တော်ဖြေပေးရဲဒါပေမဲ့နည်းနည်းကျွန်တော်အဲ့ချိန်လေးရောက်လာပြီဆိုတော့ 음ကျွန်တော်လည်းနားပြီပေါ့နော်အဲ့ချိန်မှာသူရဲ့ထပ်ပို့ထားတဲ့စာတွေကိုကျွန်တော် reply မလုပ်ဖြစ်လိုက်ဘူးအဲ့ဒါကိုသူကစိတ်ခံစားချက်မှာကောင်းသွားတာနေမှာပေါ့နော်အဲကျွန်တော်ဒီမနေ့အိယာနိုးလာတော့အဲဝင်ကြည့်လိုက်တော့သူပို့ထားတဲ့ message လေးတွေ delete ထားတယ်အာပြီးတော့သူရဲ့ note ပေါ့နော်ဒီ messenger note တွေမှာအလုပ်လုပ်တာအဆင်မရှိလိုက်တာဆိုပြီးတော့ရေးတင်ထားတာတွေ့ရယ်음ကျွန်တော်ပြောချင်တာကတော့ စန်းသေးမှာကျွန်တော်အဲ့လိုအဲ့အဲ့ဒီအတိုင်းအတာအထိကျွန်တော်ဖြေချလိုက်တာကကိုအချင်းချင်းလည်းဖြစ်နေတယ်အဲ့တော့ကျွန်တော်စေတနာနဲ့ကိုဖြေချပေးလိုက်တာဖြစ်ပါတယ်ဒါပေမဲ့သူ့ဘက်ကနေမလုံလောက်ဘူးပေါ့နော်မလုံလောက်ဘူးဆိုတာလည်းသူ့ဘက်ကနေတိချင်းစိတ်တွေများလို့လည်းဖြစ်ကောင်းဖြစ်မယ်ပေါ့နော်ကျွန်တော်ကတော့ စံတီမှာကျွန်တော်ရဲ့လူဟောင်းတွေကတော့တိမှာပါစံတီမှာကျွန်တော်အလုပ်ကိုအဲ့လိုမျိုးပြောမယ်ဆို setting စကားနဲ့ပြောမယ်ဆို verify လုပ်တာကျွန်တော်မလုပ်ပါဘူးလို့လက်ခံတာတို့ဘာလို့မလုပ်ပါဘူးလူဟောင်းတွေအနေနဲ့အဲဘယ်လိုမျိုးလုပ်ရလဲပါ냐ဆိုရင်တော့ကျွန်တော်ဖြည့်ပေးလေးရှိတယ်အတက်နိုင်ဆုံးစံတီမှာပြောတာပါတခြားရက်တွေဆိုရင်တော့မပြောလို့ပါဘူးအာကျွန်တော်ကိုအလုပ်လုပ်တာအဆင်မရှိဘူးလို့ပြောထားပါတယ်အဲ့တော့ကျွန်တော်ဘက်နဲ့တခြားထွေထွေထူတော့အများကြီးမတုံ့ပြန်ချင်ပါဘူးဒါပေမဲ့ကျွန်တော်ရှေ့မှာလုပ်ပေးခဲ့တဲ့ကျွန်တော်ရဲ့ client တွေကကျွန်တော်ထက်အဆင်ရှိရဲ့သူတွေကြီးပါပဲ ကျွန်တော်တက်ပို့ပြီးတော့အဆင်ရှိရသူတွေနဲ့ကျွန်တော်အလုပ်သွေးလုပ်ခဲ့တဲ့သူဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ portfolio ဖြစ်ဖြစ်ကိုယ့်ရဲ့ကျွန်တော်ရဲ့ account မှာဖြစ်ကျွန်တော်ဘလို့အလုပ်လုပ်ခဲ့တယ်ဘသူတွေနဲ့အလုပ်လုပ်ပေးဖြစ်ခဲ့တယ်ဆိုတာယုံကြည်မှုတည်ဆောက်ခဲ့ရဆိုတာဝင်ကြည့်ပေးပါပြီးမှပဲအဲ့ဒီကျွန်တော်အဆင်ရှိရှိအလုပ်လုပ်တက်လားမလုပ်တက်လားဆိုတာပြန်ပြီးတော့ဝေဖန်ပေးပါကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်တော်ရဲ့ service နဲ့ပတ်သက်တဲ့အကြောင်းအရာတွေလည်းထပ်ပြီးတော့တင်ပေးပါမယ် TikTok နဲ့ပတ်သက်တဲ့အရာတို့ပေါ့နော်ကျေးဇူးပါဆိုင်